ချန်ပီယံလောင်းအာစတင်ကိုရပ်တန့်နိုင်မဲ့အသင်းရှိသေးရဲ့လားဘရောလုံးဝမင်္ဂလာပါခင်ဗျာကျွန်တော်ကိုဝမ်ပါကိုဝမ်စပေါ့စ်ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေအာစတင်ကိုအလုံးကြောက်နေကြပြီထင်တယ်ချန်ပီယံစုတော့သူတို့ဒီတစ်ခါမလွဲတော့ဘူးထင်ပါရဲ့လက်ရှိအသည့်ပရီးမီးယားလိမှာအာစတင်ခန်းစစ်မာဂုံကအတော်လေးကိုမြင်မာနေပါတယ်ဂိုးမပေးရတဲ့ပွဲ6ပွဲတိရှိပြီးတော့ပွဲတင်ကိုပြီးဆုံးနေမှာ3ဂိုးပဲပေးထားသေးတယ် အာဆွေခံစစ်ကပြိုင်မဲ့အသင်းတွေအတွက်ဂိုးပေါက်ကန်ခွင့်ရဖို့တော့မှခက်ခဲနေတာပါလက်ရှိရသည့်ပရီးမီးယားလိမှာအာဆွေကဂိုးပေါက်တဲတဲ့ကန်ချက်16ချိန်သာရင်ဆိုင်ထားပါတယ်ဇလီဘာနဲ့ဂါဘရီယယ်ကပရီးမီးယားလိမှာသာမကဘဲဥရောပရဲ့အကောင်းဆုံးခံစစ်အတွက်ဖက်ဖြစ်လာပြီလက်ရှိချိန်မှာဇလီဘာရဲ့ကြံ့ခိုင်မှုခြေနေကနည်းနည်းစိုးရင်ရပြီမယ်အသက်22နှစ်ရွယ်မော်စကွဲကအစားဝင်ရောက်နိုင်သူဖြစ်အစွမ်းပြနေတယ်အခုဆိုရင်အာဆွေခံစစ်ကဂိုးမပေးရတာ385မိနစ်ရှိလာပြီနောက်ဆုံး3ပွဲဆက်ဂိုးမပေးခဲ့ရပါဘူး ချန်ပီယံအသင်းသင်းတို့ကခန်းစင်းမာကုံကတိတ်ပြီးအရေးကြီးတယ်။ဟိုဆေးမော်ရီညိုကသူ့ရဲ့ခန်းစင်းအမှုပညာနဲ့ခက်တကက်တီထောင်ပြခဲ့တယ်။အခုအာဒီတာရဲ့အာစနယ်ကလည်းခန်းစင်းမာကုံပြသပြီးချန်ပီယံအိမ်မက်ကိုပြုစုပြိုးထောင်နေပါတယ်။လက်ရှိစွမ်းအင်ကိုတရားသီလုံးထိန်းထားနိုင်မယ်ဆိုရင်အာစနယ်ချန်ပီယံအိမ်မက်တွေအသက်ဝင်လာမယ်ထင်ပါတယ်။ဒုတိယလူဘွားကလည်းအာစနယ်ဝစ်ကျွတ်တော့မယ်ထင်ပါရဲ့။အာရီဒါကအခုမှအော်တိုဘာလပဲရှိသေးလို့ချန်ပီယံဆုတွက်သေးကြပြီးမပြောနိုင်သေးပေမဲ့အာစနယ်ဇာမရီရဲ့ယုံကြည်စိတ်ကအမြင်မှားဆုံးဖြစ်နေပြီး တိုးတက်ပြီးရင်တိုးတက်နေတယ်လို့ပြောလိုက်ပါတယ်။အာဆင်ပရီးမီးယားလိချန်ပီယံဖြစ်မယ်ဆိုပြီးတော့ယုံကြည်နေတာအာဆင်ပရိသတ်တွေပဲမဟုတ်တော့ပါဘူး။ပြိုင်ဘက်ပရိသတ်တွေတော်တော်များများလေးလက်ခံလာကြပါပြီ။နျူကက်ဆယ်၊ဝက်ဆမ်၊ဖူအမ်၊ခရစ်စတပယ်လစ်တို့ကိုခံသေးစွမ်းဆောင်ရည်ကောင်းတွေပြတာအနိုင်ရပြီးတဲ့နောက်အာဆင်ချန်ပီယံအိမ်မက်ဟာပို့ပြီးတော့ခိုင်မာလာနေပြီ။မန်စီးနဲ့လီဗာပူးရှုံးပွဲကိုစီတွေ့တဲ့ရက်သရက်ဘက်မှာအာဆင်နိုင်ပွဲယူပြီးတော့ချန်ပီယံစုအတွက်ရှေ့တလန်းတိုးသွားနိုင်ခဲ့တာပါ။ အာစနယ်ကအောင်ချိန်ကဗျာတဲကလို့ဒီတခါထပ်မလွဲနိုင်တော့သလိုစီသူလွင်ရဲ့ဒုတိယလူသချင်းကလည်းအာစနယ်နဲ့မဆိုင်တော့ဘူးထင်ပါတယ်ပရီးမီးယားလိပြိုင်ဘက်အားလုံးကအာစနယ်ကိုကြောက်နေကြပါပြီ Optile Super Computer ကအာစနယ်ပရီးမီးယားလိချန်ပီယံဖြစ်နိုင်ချေ68ဒသမ34ရာခိုင်နှုန်းရှိလာပြီလို့ခန့်မှန်းလိုက်ပါတယ်လက်ရှိအသည့်ပရီးမီးယားလိမှာအာစနယ်ကဒုတိယသွင်းကိုအများဆုံးအသင်းပေးကိုအ ਨੇ ဆုံးအသင်းဖြစ်တဲ့ယက်တီထဲဝါနေတယ်လက်ရှိစွမ်းဆောင်ရည်ကောင်းကိုထိမ့်သိမ်းထားနိုင်ရင် အာဆင်က2004ခုနှစ်နောက်ပိုင်းဝေးကွာနေတဲ့ပရီးမီးယားလိချန်ပီယံစုကြီးကိုပြန်လည်သိမ်းပိုက်နိုင်မယ်ထင်တယ်။အာဆင်ပြီးရင်လက်ရှိရသည့်ပရီးမီးယားလိမှာချန်ပီယံဖြစ်နိုင်ဆုံးအသင်းဖြစ်မန်စီးတီးကစနစ်တသမ43ရာခိုင်နှုန်းနဲ့ယက်တီနေပါတယ်။မန်စီးကလက်ရှိချိန်မှာအာဆင်ထက်ရမှတ်6မှတ်နေပြီးတော့အဆင့်9နေရာကိုရောက်ရှိနေတာပါ။ပရီးမီးယားလိရာသီမစတင်ခင်ချန်ပီယံလေးပေးချက်မှာလက်ရှိချန်ပီယံလီဗာပူးအသင်းကရေပန်းစားဆုံးဖြစ်ခဲ့ပြီးတော့အာဆင်နဲ့မန်စီးအသင်းတို့ကဒုတိယနဲ့တတိယနေရာတွေမှာရှိခဲ့ပါတယ်။ အာဆင်ကလက်ရှိရသည့်ပရီးမီးယားလိမှာခံစည်ပုံစံကောင်းပြသနေသလိုနေရာဆောင်ကနေဂိုးသွင်းနိုင်တဲ့သူတွေများနေပါတယ်။ဒေကန်ဘော်ရီကနေဂိုးရရှိနှုံးကလည်းအကောင်းဆုံးပုံစံမှာရှိနေပြီးအာဆင်ကတားဆီးရခတ်နေပါတယ်။အာဆင်ကပရီးမီးယားလိချန်ပီယံဆုနဲ့2004ခုနှစ်ကတည်းကဝေးကွာနေတာပါ။လက်ရှိရသည်မှာအသင်းကိုအကြီးအကျယ်ပြင်ဆင်ထားလို့ဇယ်ဆုနဲ့နှစ်ခုကျော်အမှတ်ပေးချန်ပီယံဆုနဲ့ဝေးကွာမှုကိုအဆုံးသတ်နိုင်ဖို့မျှော်လင့်ချက်အမြင့်ဆုံးရောက်ရှိနေပါတယ်။အာဆင်အတွက်လက်ရှိရသည်ဟာပရီးမီးယားလိချန်ပီယံဆုနဲ့အထိုက်အတန့်ဆုံးချိန် ဖြစ်နေပါပြီ။